မန္တလေးမှာငလင်လုခတ်မှုနဲ့ပတ်သက်ပြီးပြင်းထန်တဲ့တိတ်ဆုံးမှုအမြင့်ဆုံး Sky Villa နဲ့ Great Wall Hotel တို့ဖြစ်ပါတယ်ဗျ Great Wall Hotel ကဘသူပိုင်တာလဲဘယ်လိုလူမျိုးလဲဒီနေ့ထိတိတ်ဆုံးသူဘယ်နှယောက်ရှိလဲသူမြောင်ခန်းထဲမှာတနတ်တွေရှိတယ်ဘိန်းတွေရှိတယ်ဒီသတင်းနေနဲ့အတူ Great Wall Hotel ဖြိုချဖို့အတွက်ပုံမှန်144ပါထုတ်ပြန်ပေးခဲ့တယ်ဆိုတဲ့သတင်းဒီဒိတ်နေအောင်ဆုံးရှိပါ Great Wall Hotel ပိုင်ရှင်ဘယ်သူလဲအဲ့တော့ Great Wall Hotel အကြောင်းလေးကိုမပြောခင်ဒီနေ့နောက်ဆုံးသတင်းများအရာပေါ့ဗျာ Sky Villa Hotel အဲ sorry hotel မဟုတ် Sky Villa ကြီးပြိုချမှုနဲ့ပတ်သက်ပြီးအလောင်း100ကျော် ဒုဖို့ရရှိတယ်လို့ဒီနေ့နောက်ဆုံးသတင်းတွေရသိရတယ်။အဲ့တော့ Sky Villa Hotel ဟာ26ရက်အကြာအေဗလာ22ရက်နေ့မွန်လွဲပိုင်းထိအသက်ရှင်သူ52ဦးတေဆုံးသူ103လောက်နောက်တစ်ဘလောက်ရှိသေးလဲမသိသေးဘူးငလေးမဖြစ်မီမလာ28ရက်နေ့ထွေးဥစည်းနေရဆိုရင် Sky Villa ကိုနှုန်းမှာနေထိုင်သူ348ဦးရှိတယ်လို့သိရပါတယ် sky villa လမ်း60 23နဲ့24လမ်းကြားမိတဧကပေါ်မှာတိဆောက်ထားတဲ့ကွန်တိုစက်တထက်ရှိတဲ့အဆောက်အုံက၄လုံးတွဲငလီလုံးခတ်မှုအပြီးအဆောက်အုံ၃လုံးပြိုကျခဲ့နောက်တစ်လုံးမှာ၄လက်၄ထက်မြေကြီးရဲ့မြုပ်နေတော့ Skype လေးလား ကွန်ဒိုကိုဘယ်သူဆောက်ခဲ့တာလဲဂျန်နဲ့စကိုင်းဗီလာဟိုတယ်စကိုင်းဗီလာအနီးကအဆောက်အုံတွေကဒီလောက်ဆိုးရွားတဲ့ပြိုကျမှုပျက်စီးမှုမဖြစ်ပေစကိုင်းဗီလာမှာဒီလောက်ဘာတော့ပျက်စီးခဲ့တာလဲစကိုင်းဗီလာကွန်ဒိုစီမံကိန်းအောင်မြင်သူကုမ္ပဏီကတိဆောက်ခဲ့တယ်စစ်တပ်နဲ့ အကြီးကျယ်ဆက်နွယ်နေတဲ့အောင်မြင်သူဂုံဒီရစ်ရစ်ချတ်ဒါစကေရှစ်အစင့်တီငလင်တန်ခံနိုင်နေဆိုပြီးပြည်သူလူထုကိုလိန်ညာချောင်းချခဲ့တယ်အဲ့တော့မန္တလေးမှာငလင်ကြောင့်ပြိုကျတဲ့အဆောက်အုံတွေကိုရှင်းလင်းမှုလုပ်ဆောင်စကိုင်းဗီလာလောက်ကြီးမားတဲ့ပြိုကျပျက်စီးမှု ဘယ်နေရာမှာမရှိအဲ့တော့ဒီလိုလူမျိုးတွေဒီလိုတိုက်မျိုးတွေဒီလိုအစအုံမျိုးတွေမန္တလေးမှာဘယ်နှလုံးမှာမရှိနောက်တစ်ခုဆက်ပြောကြရအောင်အစကကျွန်တော်ပြောတဲ့ Great Wall Hotel Great Wall Hotel နဲ့ပတ်သက်ပြီးတော့ကောလာဟာလာသတင်းတွေအတွင်းသတင်းတွေအမြောက်များပြန့်နှံ့နေပါတယ် Great Wall Hotel မြေအောင်ခန်းထဲမှာဘိန်းနေရှိတယ် လက်နက်တွေရှိတယ်ဆိုပြီးသတင်းစကားတွေပြည်သူလူထုကြားထဲမှာပြန့်နှံ့နေပါတယ်။ဒါကြောင့်မို့လားမသိဘူးဒီကနေ့ Great Wall Hotel 58လမ်း42လမ်းတိတ်ပံလမ်းထောက်မှာရှိတဲ့ Great Wall Hotel ဖြိုချဖို့အတွက်ကန့်သတ်နေမည်ဖြစ်တတ်မှတ်ပြီးပုံမှန်144ထုတ်ပြန်ပေးတယ်။မန္တလေးငလင်းရောက်ပြိုကျတဲ့အဆောက် ထောင်ပေါင်းများစွာထဲမှာမှ Grey Wall Hotel တစ်ခုကိုကွက်ပြီးဘာကြောင့်ပုံမှ144ထုတ်ပြန်ပေးတာလဲ Grey Wall Hotel ပိုင်ရှင်ကဘယ်သူလဲအဲ့တော့ဒီကောက်ကြောင်လေးကိုအရင်ကြည့်ရအောင် Grey Wall Hotel ကိုပုံမှလေ144တမျိုးလုံးမှာသူတစ်ခုပဲပုံမှန်144ထုတ်ပေးတာเนาะသူပြိုးဖို့အတွက်ကဲ ကြားရတာနားဝမအောင်မချမ်းသာဆိုတော့ပိုင်ရှင်ဘယ်သူလဲကျွန်တော်တို့လိလာကြည့်လိုက်တော့စစ်တရဲ့တောက်တိုင်တယုတ်လူမျိုးဂရေဘောဥတ္တမညီမနိုင်ငံမှာတော့မသိဘူးမရှိဘူးလို့သိရပါတယ်။မြန်မာပြည်ထပ်ပိုင်းကလူတွေပိုသိတယ်။တရင်ဆိုးနမဲဆိုးနဲ့ကြော်ကြားတဲ့ကောင်ဂရေဘောကုမ္ပဏီကိုနောက်ွယ်ကဥဆောင် ချောက်ကန်နေတဲ့တရုတ်လူမျိုးမြန်မာနိုင်ငံအာဏာမသိခင်ဖက်ဒီဖက်စစ်တဲ့အာဏာမသိခင်နဝတာအစိုးရလက်ထက်မှာတော့ဗျာတရုတ်နယ်စပ်တလျှောက်အထူးဒေသတွေဖွဲ့ငင်းကြဲကြီးတွေလုံမပုံတင်တွေလုံပေးတဲ့အချိန်မှာဥတည်မောင်ဆိုတဲ့လီဆန်းရှင်းဟာမြန်မာနိုင်ငံသားတယောက်အဖြစ်နဲ့စစ်တပ်ကိုငွေပုံပေးပြီးလာဝကကိုငွေပုံပေးပြီးမှတ်ပုံတွေရခဲ့တဲ့သူပါ ဟာဂရိမောဟိုတယ်အစကုမ္ပဏီရဲ့အစလီဆမ်ရှင်ဘမနာမေကဥတင်မောင်းခရိုမီတယောက်ဖြစ်တယ်ဖက်စစ်တက်အာနာသိန်းတဲ့ကာလာတလျှောက်လုံးမှာဒီအာနာသိန်းတယ်ဆိုတာနဝတခေတ်ကိုပြောတာဒီဘက်ခေတ်မဟုတ်သေးဘူးမေအွန်လိုင်းခေတ်မဟုတ်သေးဘူးလေယာမီမြောင်များစွာတွေနဲ့တစ်တော်တွေကိုအပြောင်ရှင်းခဲ့တယ်ကောမန္တလေးတိုင်းမှုနဲ့ပေါင်းပြီးတော့မန္တလေးမှာလောက်ွက်တွေကို မလေးတိုင်းမှုရဲ့အိတ်ထဲထည့်ပြီးမရရအောင်ယူခဲ့တဲ့သူစကိုင်းတိုင်းကတစ်တော့ဧကပေါင်းများစွာကိုခုတ်ထွင်ရှင်းလင်းပြီးကြံဆိုင်ခဲ့တဲ့ကောဂရီဝိုရဲ့ခြေလန်းကျဲလာမှုရဲ့အစအဲ့တော့ဒီမှာတစ်တော့တွေကနေငွေကြီးအမြောင်များတွေရလာတဲ့ဂရီဝိုဥတင်ပါမန္တလေး98လမ်းပေါ်ကမြစ်ထားပိုင်းမြေပေါ်မှာစီမံကိန်းအကြီးစားတစ်ခုလုပ်ပါတယ် အဲ့ဒီမြေဟာမြစ်သားပိုင်းမြေသို့တော့စီဝင်ကတင်ထားတာမို့မန္တလေးမြို့တော်စီဝင်တာယာရေးကော်မတီနဲ့လောက်ပါချင်းရိုက်ပြီးတင်လိုက်တာခွင့်ပြုတဲ့စီမံကိန်းတွေကလုံနေဆိုင်ကန်းတွေတကယ်တမ်းမှာတော့ဂရိဝေါဟိုတယ်နဲ့တော်ဝင်နှင်းစီစေးယုံအခြားတံပိုးကြီးအိမ်ယာတွေဆောက်လုပ်ခဲ့တာအဲ့ဒီဂရိဝေါဟိုတယ်ရဲ့အနောက်ဘက်ကရှည်မြောင်းကိုကွန်ကရစ်နဲ့အသေးပိတ်ပြီး ကျိုးကျော်တာကျိုးကျော်ထားတာငွေတချောင်းမြောင်းပြီးကလေး great ချောင်းမြောင်းလို့နာမည်အစ်စ်တွင်သွားတဲ့အတိလောက်ခဲ့တယ်ကောငွေတချောင်းမြောင်းကနေ great wall ချောင်းလို့နာမည်တွင်သွားလောက်ခဲ့တယ်ဒီချိန်နေတဲ့ကြောင့်မန္တလေးပြည်တော်ဝင်ဟာစေးရုံကိုပြန်လဲတင်ယူခဲ့ပါတယ်ဒါပေမဲ့မကြခင်မှာပဲ တရားလွတ်တော်ချုပ်ကိုဘလောက်ပေးလိုက်လဲမသိဘူးတရားမှုဘူးဆိုပြီးစေယုံကိုပြန်ပေးခဲ့ပါတယ်တရားဥပဒေနဲ့မညင်ဘူးဆိုမန္တလေးလိုမြို့မှာဗျာအထင်ကြီးရနေရာတွေမှာဘုနော်ခွမြုတ်တဲ့ကြော်လုံးကြီးစိတ်တိုင်းကြထင်တယ်လို့စောက်ဖို့စောက်ခဲ့တာဒါပေမဲ့ဘယ်အာနာရှိသူမှဂရေဝဥတ္တမဘူးမတားစီရေခဲ့ကြပါ ဒါကြောင့်ဂရေဝဥတီမောင်ဟာဖက်စစ်တဲ့ထိတ်ပိုင်းကောင်းဆောင်တွေနဲ့ထိပတ်သက်တယ်ဆိုတဲ့သတင်းစကားတွေမှာမှမောင်အေးနဲ့အဓိကပတ်သက်တယ်လို့ကျွန်တော်သိရပါတယ်ဒုတိယဗိုလ်ချုပ်မူကြီးမောင်အေးဆက်ရှိနေကြောကြအခွန်တန်းရှောင်တာတွေဒါပေမဲ့ဒီအမှုကလည်းလွတ်ခဲ့ပါသည်မန္တလေးဒေသကြီးအစိုးရကိုအိတ်ထဲထည့်ထားနိုင်ခဲ့တယ် မန္တလေးကစီဝါရီအင်ပါရာကြီးပိုင်ရှင်ဂရေဝေါဥတ္တစကိုင်းတိုင်းမှာတကောက်ထိကြိုင်ကတာရွှေကူမြေက၄သိန်းကျော်ကိုအตาလေးအိတ်ထဲထည့်လာခဲ့တာဒီလိုမြေသိန်းရာသိန်းတရုတ်နိုင်ငံကနေဗမာလာဝကကိုမတ်ပုံတင်ငွေပေးလောက်ခဲ့တဲ့လီဆန်းရှင်း 2013ခုနှစ်မှာဦးသိန်းစင်ကနိုင်ငံစွမ်းဆောင်ရည်စုပေးအပ်ခဲ့တယ်ဗျအဲ့မှာဆန္ဒတွေပြကြသည်တယ်အဲ့ပွဲမှာတော့အဲ့ဒီဂုံပြုပွဲမှာလဲခရိုနီကြီးပါပဲစုတွေပေးတာပေါ့အဲ့တော့လီဆန်ရှင်းကိုဦးတင်မှာပါဂရေဝဦးတင်မှာပါစကိုင်းနားနဲ့ကတတော်ဧကပုံ8သိန်းကိုနှစ်အပိုင်းချနှစ်နှစ်နှစ်9နှစ်အတွင်းမှာပြောင်းထောက်ခုတ်ခဲ့တယ် ထီးကြိုင်မောင်းကုန်းကြေးရွာဂရေဝေါ်တကြားဆက်နဲ့တိအချောတွေဆက်ယုံဆောက်တာပြီးတယံဇာတတွေတိအချောတွေထုတ်တရုတ်ပြီးထုတ်ရောင်းနေတယ်သူတယံဇာတတွေကိုမကပ်ဒေသခံပြည်သူတို့တွေကအကုန်သိဆုံးလို့ဆန္ဒခဏခဏပြခံထားရတယ်သူဂရေဝေါ်ဥတီမောင်ကကသားထီးကြိုင်ကနီကယ်ဆက်ယုံဒီဆောက်ထားသေးတယ်ဗျဒီဆက်ယုံတွေတီးတဲ့မဟာတအားလိုင်းတလိုင်းတွေ့ပေးရတယ် တကြားထုတ်ဖို့ကြံစိုက်ရန်ဆိုတဲ့ခေါင်းစဉ်နဲ့စကိုင်းတန်းကတစ်တော်တွေကိုအကြိုက်ခုတ်ခဲ့တာဒါရင်မကသေးဘူးထီးကြိုက်မောင်းတော့မှာတကြားထုတ်တဲ့ဆက်ယုံအကြက်ချက်တဲ့ဆက်ယုံတစ်ပါလွာဆက်ယုံနေဆောက်ပြီးအေယောင်တွေမြစ်ထဲကိုရေစိုးတွေထုတ်ပြီးတိုင်းပြည်ရဲ့မြစ်ကြီးအေယောင်ကိုအစိတ်ခက်ခဲတယ်တိုင်းပြည်ဖြတ်ခဲတယ်ဂရီဝေါ်ဦးတင်မှာဒူဘိုင်နဲ့ဟိုတယ်ကဂရီဝေါ်ဟိုတယ်ဒူဘိုင်နဲ့ဟိုတယ်ကငလင်လုံလို့ပြူကြတယ် ပြောကြတာကဘသူမှကဲခွင့်မပေးဘူးတည်ခြင်းတဲ့ကောင်သေးစစ်တပ်ကပိတ်ဆို့ပြီးအနာကပ်ရင်တနက်နဲ့ပြစ်မယ်ဆိုပြီး ပြစ်မိတ်ပေးထားတယ်အခုထပ်ပြီးတော့ပုံမှန်144ထုတ်ပြီးအဲ့ဒီပတ်ဝန်းကျင်ဘသူမှမတော်ရဆိုတဲ့အခြေအနေအဲ့တော့2015မှာပြဿနာတစ်ခု grey walk တက်ဖို့ဖြစ်ခဲ့တယ်ဗျတရုတ်နိုင်ငံသားတွေ လိမ်ပိုင်းဆိုင်ရာတရားမဝင်ခွဲစိတ်စည်းကမ်းတွေဖွင့်ဖို့ကူညီကူညီတယ်လို့နာမည်ထွက်ခဲ့ပြီးတော်ဝင်နှင်းစီစေယုံရဲ့လက်ခွဲအဖြစ်တရုတ်နိုင်ငံသားတွေကိုခေါ်ယူဖွင့်လှစ်ထားတယ်ဆိုတဲ့သတင်းတွေကောလာဟာလာတွေဖြစ်အဖြစ်စင်တွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒီအမှုမှာလည်းဥတည်မောင်ဟာကျမ်းမာရေးကြောင့်ခီးသွားနေတယ်ဆိုပြီးအမှုကနေလုတ်ခဲ့ပါတယ်။ဥတည်မောင်ဟာ ခยีသွားတယ်လို့ဆိုပေမဲ့လက်ရှိစင်ကာပူမှာစီးသိမ်အပြည့်နဲ့လက်ရှိမဟုတ် sorry လက်ရှိလည်းပြောလို့ရတယ်ဗျာအရင်ကလည်းပြောလို့ရတယ်စင်ကာပူမှာစီးသိမ်အပြည့်နဲ့ရှောင်တိန်နေကြတယ်လို့မန္တလေးမှာသိကြပါတယ်ဥတီမဟာရက်ဆက်ရှုံမှသူတယောက်လည်းဖြစ်ပါတယ်မန္တလေးမရရာကအနာကြီးယောဂတဲ့ပိုင်းပြီးမြေက200ကိုစေစိုးရကျမ်းမာရေးမှူးကြီးဌာနနဲ့ပေါင်းပြီးတိမ့်ပိုက်လိုက်တဲ့အထိရက်ဆက်ရုံမှလုံးလာကြတယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဆိုတဲ့ NLD အစိုးရလက်ထက်မှာဒရဆုံမြင့်မောင်ကမင်းသားလူပြန်ပေးရမယ်။ရာသန်တန်ထုတ်ပြီးတော့ဂုတ်ဆက်ပိုးအုပ်တာကြောင့်အခမ်းအနားနဲ့တကွာပြန်လွှဲကြီးပြေးခဲ့ရပါတယ်။ဒီလိုလုပ်နိုင်မှုအတွက်ဥတင်မောင်နဲ့အများကြီးညှိနှိုင်းခဲ့ရပါတယ်။သူ့နောက်မှာကလူယုံမှာစစ်အုပ်စုရှိနေတာပေါ့ ဥတည်မှာပါမကောင်းတဲ့နေဘလို့ရှိရှိတရားဆွဲဆိုးမှုတွေရှိရှိအမှုတွေတခုမှတရားဆွဲခံရထောင်ချခံရခြင်းမရှိပဲလူမြင်ကွင်းကနေပြတ်အောင်နေခဲ့ပါတယ်2019မှာတော့မြန်မာနိုင်ငံလက်စစ်စွမ်းရည်လိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့ဆိုပြီးဇီဝလောင်စာလက်စစ်ထုတ်နိုင်တဲ့ဘိုင်ကိုနစ်အန်တဂျီစက်ရုံကြီးတီထောင်ွေဆိုပြီးဆိုခဲ့ပါသေးတယ်အာနာသိမ့်ပြီးတော့ဂရေဘောဥတည်မှာ ဖယ်ရောက်သွားတယ်။2021ခုနှစ်ဇန်နဝါရီ22ရက်နေ့မှာတော့စကိုင်းတိုင်းမှာစကိုင်းတိုင်းကလေယာမီတွေကိုပြန်လှူဒန်းမယ်ဆိုပြီးဘက်ကနေပေါ်လာပါတယ်။ဘွားကနေပေါ်လာပါတယ်။တိတ်မချဘူးအာနာသိမ့်တော့တာပဲပြု။အကွက်ကြကြစီမံထားကြတယ်။တရုတ်နဲ့တရုတ်လုပ်ငန်းရှင်တွေနဲ့မာလာဖက်စစ်တဲ့အာနာသိမ့်မှုနဲ့အကွက်တွေကိုတိတိကျကျစစ်စစ်ငန်းငါချီကြည့်ရင်ကြည့်ကြရင် ဒီကုန်ကြီးကျွန်တော်တို့တိုင်ပြီမယူတာခဲ့ကြပါအနာသမီးနောက်ပိုင်းတော့လီဆမ်ရှင်ကိုဂရီဝေါ်ကုတ်တင်မပြတ်ကွေသွားပါတယ်စစ်ကောင်ကြီးကဖန်စီထိမ့်သိမ့်နေဆိုတဲ့သတင်းတွေရှိပေမဲ့လေအတိပြုလို့မရပါဘူးအဲ့တော့လီဆမ်ရှင်ကိုဂရီဝေါ်ဦးတင်မောင်ရဲ့လက်တံတွေဟာမြန်မာပြည်ထဲမှာအများအပြားရှိတယ်အခြားနိုင်ငံတွေမှာလည်းရှိတယ် လူခွင့်ရေးတွေခွေးခွင့်ရေးတွေဘာမှမရှိဘူးတဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်မှုတွေဘာမှမရှိဘူးကုန်သိဆုအမျက်ထုတ်ခဲ့တဲ့ Great War ဥတည်မော်ရေးပိုင်ဆိုင်မှုတွေကပါရည်လေဒါတွေကိုမပြောခင် Great War ဥတည်မော်ရဲ့ဟိုတယ်ပိုင်ရှင်ရဲ့ရက်ဆက်ရုံမှမှုကိုငလင်းဘွေးမှာတိုက်ဟိုဟိုတယ်ပြိုချမှုမှာပါသွားတဲ့ကာကန်ရှင်အမျိုးသမီးရဲ့စကားတန်လေးနားထောင်ကြည့်လို့ရတဲ့ Great War လေး ဆာနာမှုတစ်ဆက်မှမရှိဘူးဘလို့စိတ်နေမြဘလို့များလူရည်လို့ကျွန်မစဉ်းစားလို့လည်းမရဘူးကျွန်မတို့တကယ်ကျဘုရားမှာဝယ်ခွင့်နေပါတကယ်တရားတွေကမရှိကြတော့ပါဘူးကိုကျင်းစာတရားဆိုလည်းမရှိကြတော့ပါဘူးသူတို့ကတကယ်ရှိတယ်ဒီကအသက်40လောက်ကိုသူတို့အယောက်30 40လောက်သူတို့ဒီလိုမလို့ရပါဘူးသူတို့လုတ်ပေးမဲ့ဒီလိုက်နေအများကြီးရှိပါတယ်ကျမပြောချင်တာတိတ်လား တတိတယောက်မှာသူတို့လုံပေးခြင်းနဲ့ဆန္ဒလေးရှိရောဖုံးတစ်ချက်ဆက်ရုံနဲ့သူတို့မြေပြင်ဆင်းစရာမလိုပါဘူးသူတို့မြေပြင်မှာလာပြီးတော့မတက်ရက်ပြတယ်နှစ်ရက်လောက်လာမတက်ရက်ပြတယ်ပါမကျမပြောမယ်အခုအဲ့ခဏတန်းဘတ်ဖိုလေးတဲဝါလို့အဲ့ခဏတန်းဘတ်ဒုံနဲ့ဒါကိုကုတ်ပေးရတဲ့ကျမအဲ့ဒါကိုစိတ်တို့လို့ကျမတောင်းကြတဲ့ခါကျတော့တော့ဖွက်ထားတယ်မောင်းမဲ့လူမချင်ကျမတော့ခေါ်ပေးတယ်ခေါ်ပေးတော့လေသူတို့မျိုးလုံးပြပြတော့စီပင်တဲ့ဆိုကျတော့ထွက်ပြေးတယ်နော်၂၂တန်းကျမငားလာပေးတယ်အဲ့ဒါလေ ဟိုမှာမထီးနဲ့ဒီဟာမထီးနဲ့သူတို့လူထက်တက်ကြီးတဲ့အသက်အသက်ထက်လေးတမိုးရှိတာဘာရှိသေးလို့လဲကျမသူတို့မေးကျင်တယ်ဒီစကားသံကိုနားထောင်ပြီးတဲ့နောက်မှာနောက်ဆုံးအချိန်ဒီမှာအသက်တည်တည်ဝီကို360ရောဒီပြင်းနေလို့ချန်ပီယံတိရပြီကျွန်တော်တို့ပိုင်ဆိုင်မှုဒီဒီတေဆုံးသွားတဲ့အမျိုးသမီးစိန်ဆိုင်ပိုင်ရှင် အမျိုးသမီးရဲ့ပိုင်ဆိုင်မှုပစ္စည်းတွေကိုပါပြန်မပေးဘူးလို့ကျွန်တော်တို့အကြံပြင်းသိရပါတယ်။စိန်တိုင်းပိုင်ရှင်နေဆိုတော့စင်ပိန်ကျွဲလောက်ပေါ့ဗျာ။ဘာမှတော့ထူးထူးပြောစရာမရှိပေမဲ့ပြည်သူလူထုတွေပေါ်မတရားလုပ်နေတာကိုတော့မြင်တအောင်ပြောပြတာပါ။ဘယ်သူနဲ့လဲစစ်အုပ်စုနဲ့ Grey War ဥတည်မောင်ပေါင်းပြီးတော့ပေသွားတာတော့အလောင်းပြန်ကောက်မရပိုင်ဆိုင်မှုပစ္စည်းတွေကိုပြန်မရဘူးဆိုတော့ ခြေနေပါအဲ့တော့ဒီဂရိတ်ဝေါ်ဥတည်မောင်ပိုင်တဲ့စက်ရုံတွေကပါတယ်မန္တလေးဂရိတ်ဝေါ်ရှော့ပင်းစင်တာမန္တလေးဂရိတ်ဝေါ်ဟိုတယ်မန္တလေးတော်ဝင်နေစီစီယု98လမ်းမောက်ကလူနေဆိုင်ခန်းတွေကတ္တတဲ့အချောတွေစက်ရုံနီကေစက်ရုံတကြားချက်စက်ရုံအေဒနောစက်ရုံကျောဆိုင်ခင်ဧက၈ထောင်ချင်းရှုသူတည်နာဓာခွဲခန်းယူကလစ်ဆိုင်ခင်မန္တလေးသိပ် ပန်နန်းဘော်ကယူကလစ်နဲ့ငပြောဆိုင်ခင်းနန်းတော်စီကိုရန်ကုန်ဦးဣဇရာနန်းဘော်ကနေအိမ်နဲ့ကုမ္ပဏီယုံ Great World Tomorrow High Touch ကုမ္ပဏီ Limited Limited မြေဩဇာနဲ့ဆက်မျိုးစပါးတွေဒီချီပါဒါတွေကိုပိုင်နေအခြားမသိတာတွေအများကြီးရှိနေတယ်အဲ့တော့ခုနကောက်ချောင်းလေးကိုပြန်ကောက်ရရင် ပြည်သူလူကိုမတရားလုပ်နေတဲ့စစ်အုပ်စုနဲ့တရုတ်ပေါင်းပြီးတရုတ် စစ်တပ်နဲ့ဗမာစစ်တပ်ပြည်သူကိုဘုံကျဲတတ်နေုံနဲ့မကတရုတ်ကလုပ်ငန်းရှင်တွေနဲ့စစ်အုပ်စုနဲ့ပေါင်းပြီးပြည်သူကိုဒီကဲ့သို့ဒီပုံတတ်ဖြတ်နေတာကိုလာရောက်တင်ပြရခြင်းဖြစ်ပါတယ်ဘလောက်ကုတ်တွေးစုတ်ခံနေရလဲ ဘလောက်မတရားခံနေရလဲဆိုတော့ပြီးအောင်ပြောပြတာဖြစ်ပြီး trade war ဥတည်မောင်ဆိုတဲ့လူကိုနောက်တစ်ချိန်တမိုင်းမှာပြစ်ဒဏ်ခတ်ဖို့စိတ်ရင်းလာတို့လာဖြစ်ပါကျေးဇူးတင်ပါ